ဒီဇနလေးကတော့ညာဒေတာကဇဲသားမိသားစုလေးတကူမှာကြည်ပင်းလက်ခဲ့ရတယ်မဖုံငိုးဆိုတဲ့မိမိပြုတ်လေးတယောက်ရဲ့မကျင်းနေတဲ့လောဘတွေကနေစတင်ထားခဲ့တာပါသူမဟာသူဘာရင်တို့တလာပါပါမွေ့ဆေရမတုံးဆွဲရတဲ့သူ့ဘဝကိုမချင်းတဲ့နိုင်ငံတွေမိခင်ဖြစ်ဖြစ်ရဲ့တာမင်ချက်ကိုချိုးဖောက်ပြီးတော့မိဘပိုးပါဆက်ဆက်ကတာမင်ပိတ်ပိတ်ထားတဲ့ပိတ်တံတလူကိုဖွင့်မိရကနေကိုယ်ရဲ့မျိုးရိုးရဲ့ကြေစာဆိုက သူ့ပေါ်မှာတက်ရောက်လာခဲ့ပါတယ်။ဒီချိန်ကမိခင်ဖြစ်သူရဲ့ပါပီကိုရွှေထွေးစွာနားရှိုက်ခဲ့တဲ့သူမဟာဒီကနေ့မှတော့ခွေးပိတ်ချက်တွေရဲ့ဦးကိုစားတော့ဖို့တွေ့ကျော်ရှာဖွဲတက်တော်ပြေပြောင်းလဲသွားတဲ့ခါမှာမိခင်တယောက်ရဲ့မိတာတရားကတမီးဖြစ်သူရဲ့မိစ္ဆာစစ်ကိုအနေယူနိုင်ပါမလား။ဒါမှမဟုတ်လောဘရဲ့ကြောဖြစ်သွားတဲ့တမီးတယောက်ရဲ့ကြမှာဆိုးအောင်မှာမိကြီးရဲ့နှလုံးသားပါကျင်းဝါပစ်စီသွားမလားဆိုတာကိုရေတိတိတ်နဲ့ကြိရှုခံစားရမှာဖြစ်ပါတယ် ဒီကြေကွဲစရာဇင်လန်တစ်ခုလို့ကဖူးမိုးလို့မိရတဲ့မိမိပြိုလေးတယောက်ရဲ့လောဘစိတ်ကနေအစာပြုတ်ခဲ့တာဖြစ်ပါတယ်။မဖူးမိုးမှာရုပ်ဆင်းဆိုတဲ့အဖိုးတန်တဲ့ယတနာတစ်ခုကိုပိုင်ဆိုင်ထားပေမဲ့လေသူမရဲ့မလို့သားကတော့တိုက်ပီတီပီလိုမှာအစင်းရေဆိုအနှံ့မော့ဆိုလိုမနာလိုဖြစ်ဆိုလူတယောက်ဖြစ်ပါတယ်။သူတစ်ပါးရဲ့ပျော်ရှင်နေရာကိုကြားရမိရတဲ့ကသူမအတွက်တော့အစိတ်တစ်ခွက်လိုခါးပြီးလာပါတယ်။အဲ့ရပြီကို သူမတေလာအမှုတီးခဲ့ပါတယ်။ အမေတမီးလေတမီးရဲ့တငယ်ချင်းတွေလို့ဝင်စားလှလှလူတွေဝစ်ချင်လိုက်တာ အခုခေတ်ကဖက်ရှီကအဓိကနော်ဖက်ရှီကဘုံနေဘာမှလို့လို့မရတော့ဘူးအဲ့လိုမဟုတ်ရင်တမီးလင်းနေရတော့မှာမဟုတ်ဘူးအမေတမီးကိုဝယ်ပေးပါလားဟင်မဘုံကပေပန်းနွမ်းနေနေတဲ့သူရဲ့မိခင်ဒေါခင်မြတ်ကိုပူဇော်လိုက်ပါရင်ဒေါခင်မြတ်ကတော့တမီးဖြစ်စေရဲ့လူဝင်စင်တာတွေကိုအဖြစ်စီပေးနိုင်ပေတဲ့အတွက်ညှို့လိုက်တဲ့အပြုံးနဲ့အခုလို့ဆိုပါရင်ဖုံးမို့ တမီးရဲ့အမေတို့မှကြွေးဘလောက်ရှိတယ်ဆိုတာတမီးလေးသိဆုံးပဲဆေးရှိပါတမီးရဲ့ဒီနေ့ကျရင်အမေတို့ဈေးရောက်ရင်းနဲ့ငွေလေးတွေများများစုမိတဲ့ဒီနေ့ကျရင်လေအမေခရီးပေးပါလေတမီးလိုချင်တာကိုဝယ်ပေးမှာပေါ့အဘေတို့လည်းအမေတမီးဘယ်ကြေးသေးစောင်းနေရမှာလဲအခြားသူတွေကိုလို့တလပပတွေဝင်နေကြပြီတမီးလင်မရရင်အမေကြောက်ပဲနော်ဒီလိုစုတီးစုပြင်းနဲ့သူကလာကြိတ်မှာတော့သူများတွေလိုဖြစ်ချင် သူများတွေလိုရှိချင်တဲ့စေတွေဟာသူကိုသမီးတယောက်နေနဲ့ဘရောမမပြုတ်လို့သေးတဲ့မှာတကူကိုရဲရဲဝဝကျူးလော့စေခဲ့ပါတယ်။သူကနေရခိတူရဲ့နေစဉ်စုမှုလေးထက်မှာစုထားတဲ့ငွေစားလေးတွေကိုခိုးယူပြီးတော့ဝယ်စားသစ်တွေတွားဝယ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဝယ်စားသစ်တွေကလည်းသူမရဲ့လူချေတက်မဲမှုကိုမဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။တညမှာမဖုံးလို့တရားငွေထပ်မံခိုးယူကိုစူးစမ်းနေတော့မှပဲအိပ်ပျော်နေရဲ့ နေကင်ပြည်သူစီကနေဒိုးလျားတဲ့ရောက်တန်တစ်ခုကို ကြားလေရပါပြီ။မဖွင့်နဲ့။အဲ့ဒီတက်တာအဲ့ဒီတက်တာကိုမဖွင့်လိုက်နဲ့။အဲ့ဒီစကားဟာမဘုန်းကိုရဲ့စိတ်ထဲမှာညှော်လင့်ခြင်းနဲ့လောဘမိတာကိုတိုးတိုးတောက်လောက်သွားစေခဲ့ပါတယ်။ဘာလို့လဲဆိုတော့အမေဖြစ်သူမှာသူမသိရောက်ဖွဲ့တာတဲ့လက်ဝယ်ယတနာလေးတွေရှိတယ်လို့ထေသွမ်းစေခဲ့ပါပြီ။ဒါကြောင့်အဲ့ဒါတွေကပေသူ့ရဲ့ဖြစ်ပြဖြစ်ရမယ်လို့တွေးလိုက်တာပေါ့။သူဖြစ်စီတာကတော့ရိုးရှင်ပါပြီ။ ဒီရွာမှာရှိတဲ့ဘုသူတဲ့မဆိုသူ့ကိုတော်တော်ပွားစေမယ့်ຢာတစ်ခုတန်ဖိုးရှိတဲ့ຢာတစ်ခုအဲ့ဒီဖစ်တာထဲမှာ ရှိနေရမယ်ဆိုပြီးစဉ်းစားနေပါတော့တယ်။နောက်ဒီနေ့မနေ့ညီကြီးခင်သူကဇေယောင်းသွားတဲ့ချိန်မှာတော့ငါဖုန်းကိုတရားအိမ်မှာရှိတဲ့ PC လေးကိုယူတယောက်လို့ဝင်နောက်ရှာပေးပါတော့တယ်။နောက်ဆုံးမှာတော့အီတောက်ကျော်မှာကြာနေတဲ့ဖို့လေးလေးတက်နေတဲ့တေသားတေတာဟောင်းကြီးတို့ကိုသူရှာတွေ့သွားခဲ့ပါတယ်။တိုင်နေ ဒေတာကိုဖွင့်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့နှွေးနှဲချက်တွေအလိုအားမြေပေါ်ကိုပြိုကျသွားပြီးအစိမ့်စိမ့်မှမှကျိန်မှသွားခဲ့ရပါတယ်။တက်တာထဲမှာတော့သူထင်တန်းသလိုရွှေတွေငွေတွေလောဝရှိမနေခဲ့ပါဘူး။ရှိနေတာကတော့တံမှန်ငပိအိုတလုံးနဲ့တူတဲ့မြေအိုတလုံးသာဖြစ်ပါတယ်။အဲ့ဒီအိုရအဝကိုပေးကျိုးတွေနဲ့အတက်တဲ့ရိပ်ပယ်ထားပြီးတော့အေးကျထားတဲ့အထင်းလေးစားတစ်ခုနဲ့တူသူအောင်ပိတ်ထားခဲ့ပါတယ်။ဒီမှာလေမျိုးလေးချက်ကြီးမှသလား စိတ်ပြေအားငယ်မှုကဒေါသဖြစ်သူကူးပြောင်းသွားခဲ့ပါ යි ဟင်ဒါဒါလားအမေပြောတဲ့ယတနာဆိုတာငါဖုံးဖို့တရားဒေါသတကြီးနဲ့အော်ဟင်ရင်အနည်းမှရှိတဲ့အဲ့ဒီမျိုးကိုလေအားကိုပဲခွဲလိုက်ပါတော့ရင်မျိုးကွဲသွားတဲ့အချိန်မှာပဲစီတီပြည့်အနှစ်ရောက်ရည်တချို့ဟာသူ့ရဲ့ကိုဘော်ကို လာရောက်ဖိစင်ကြားခဲ့ပါတယ်။အဲဒါကသူမတကိုလိုကိုစိတ်ကနေအေးစိတ်သွားစေတဲ့ခံစားမှုနဲ့တူဒလိဆန်ကောင် ပုံနဲ့လူလို ကြီးစုံလိုက်တဲ့နှက်ဆိုကြီးကတခန်းလိုပြန့်နှံ့သွားခဲ့ပါမဖုံးဖို့ခင်ဗျာမှာတော့တန်ရှင်ဘောကိုအိုးလျက်တာလဲကြသွားပြီးတော့အကားမမဖြစ်ဖို့တဲ့ဝေအော့အန်ချီကိုခန်းစားလဲရပါဒူမမတီးလိုက်ခဲ့တာကသူမကြိတ်ခွဲလိုက်တာမှာတမန်ငပိအိုတလို့မဟုတ်ပဲဥမာကိုကဝေနေရဲ့ကြေးစာဆုကနေကောက်ွယ်ဖိထားတဲ့တခုရသောအစာကိုသူမကိုယ်တိုင်ပဲဖြည့်စီပစ်လိုက်ပြီးဆိုတာကိုပေါ့လော်ခရဲနေပေါင်းများစွာကမဖုံးဖို့ရင်မိခင် ဒေါ်ခင်မြဟာအပြုတ်ပေါက်ရွယ်တာရှိပါသေးတယ်။အဲညာကသူ့ရဲ့မိကေမပုံးမို့ရဲ့အဘွားဟာတက်သားကော့ပြေပေါ်မှာတဲလူမြဘာဝိဒနာကိုခံစားနေရတဲ့အခြေဖြစ်ပါတယ်။ကိုဝေမျိုးကနေစေတန်လာတဲ့ဘွားဟာမျိုးဆက်ဆက်ရဲ့ဒလိထိုးစားတိုင်းသူ့ရဲ့နှုတ်ဆိုးထွက်တဲ့ကအတွေ့အစဲနဲ့တူအဲ့ဒီရောရှာစရာကောင်းတဲ့မွေဆိုးကိုတမီဖြစ်သူဒေါ်ခင်မြစီကိုလက်စိတ်ကပ်ဖို့ကြိုးစားခဲ့ပါတယ်။တိုင်မင်းဒေါ်ခင်မြကတော့ သူဘွားနဲ့ရင်းပြီးတော့အဲဒီမေကိုလက်မခံပဲအတေးလေးညှင်းဆန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကြော်မာရှိတဲ့ပြောကဆရာကြီးတူဦးရဲ့ခုန်ကြီးနဲ့အဲဒီဂျေစာကိုအေချမရန်ရော့ထားတဲ့မြို့ထဲမှာပိတ်လောက်ထားနေခဲ့ပါတယ်။အဲဒီနေ့ကနေစပြီးဒေါ်ခင်မြတ်ရဲ့ဘွားမှာတာဝန်တစ်ခုတည်းသာရှိပါတော့တယ်။အဲဒါကတော့ဂျေစာကိုသူတသက်လိုဆောက်ရှောက်ပြီးတော့သူ့ရဲ့လက်ထက်မှာပဲအပြီးတိုင်ဆိုးတဲ့ပေးဖို့ပါပဲ။တိုင်မေအခုတော့အဲဒီဂျေစာကို သူ့ရဲ့ဝမ်းနဲ့ရွယ်မွေးထားရတဲ့တင်းမင်းကြီးကပဲကိုယ်တည်းကိုကြောက်လော့မြအောင်ကျူးလို့ပေးလိုက်ပြီးဖြစ်ပါ යි အဲဒီမှာမျိုးကိုရိုက်ခွဲခဲ့တဲ့နေ့ကစပြီးမပူးမို့တရားယုတ်တဲ့မမမချမ်းဖြစ်လာခဲ့ပါ යි နေခင်ပဲတွေဆိုရင်အားရကိုခံပြီးတော့အေးရထဲမှာပဲလင်းနေတဲ့ပါ යි ဘာစားမှလည်းမစားခြင်းပဲရာလူကပြည်စော်နန်းလို့အော်အားချေစရာကောင်းတဲ့လူပဲတော်တော်ပြောနေခဲ့ပါ යි နေခင်ပြည်သူတော်ခင်များကတော့ ။တမီးဖြစ်သူကိုကြည့်ရင်ရေဘဲထဲမှာအစင်းသလိုပဲကျင်းမွနေခဲ့ရတာပေါ့။ဒါဟာတမ်မန်ဖျားနာခြင်းမဟုတ်ဘူးဆိုတာကိုသူ့ကြောက်တဲ့သားသိနေခဲ့ပါရဲ့။အဲ့လိုနဲ့ပါရမတ်ဆိုသောညကိုရောက်ရှိလာခဲ့ပါတော့ရီ။အဲ့ဒီညကတာရဲတကောက်ရဲ့ဗီဇာစစ်တွေဟာပါရမတ်ဆိုချိန်နိုးထလာခဲ့တဲ့နာတဲ့ညနဲ့ဖြစ်ပါရဲ့။မဖုံးမှုတရားဒီကိုလုံးမရှိတဲ့အယူစိတ်တွေအားလုံးစိုးပြက်တတ်ပါတော့မလို့နာကျင်ကက်ကဲမှုကိုခံစားနေခဲ့ရပါတယ်။ ူတဖြစ်လေဘေးနာတွေ့မှာပေါ့အဲ့ဒီချိန်မှာပျော်ပျော်ဆူဆူပဲသူ့ရဲ့ကောက်ကခန္ဓာကိုယ်ကနေဦးသည်ဆိုးတွေနဲ့တူပြုတ်ထွက်သွားခဲ့ပါတယ်ဒါကပပေါ်မှာဂျော်ရှာဆက်ဆိုးဝယ်ကောက်ဆိုးဝေးပွားချက်တစ်ခုလို့လည်းပြောလို့ရပါတယ်ဂျော်ချန်းဆရာကောင်းလာတဲ့သူ့ရဲ့ဦးကောင်နဲ့ကိုတွင်အင်ကာဆေးပဲတို့ဟာဒီလေကိုမြောက်တဲ့သွားခဲ့ပါလိကဝေဘောက်ကိုရောက်သွားတဲ့မာဖုံကဟာပဟောရှိကိုခလန့်ကြောက်ရွံ့စွာကြိနေခဲ့ပေမဲ့ဦးရဲ့ဗီဇာဆေးကတော့ အစာရှာဖို့အတွက်ပဲအမေပေးနေခဲ့ပါတယ်။အဲ့လိုနဲ့သူဟာကြက်ချတဲ့ကိုငွေရောက်ပြီးကြက်တကောင်ရဲ့ကိုကိုဆွဲပြက်ကအထက်ကအူတဲတွေကိုအစေးလိုက်စားတော့ပါတော့။ဒါဟာရောစရာကောင်းတဲ့အရာတွေဖြစ်ပေမဲ့သူမရဲ့နာကျင်မှုနဲ့ဆာလမှုကိုတော့ဒီအရာတွေကပဲထိုးဆန်းစွာနဲ့တက်တာစီခဲ့ပါပြီ။ညတကောင်ရမှာကြက်တွေရဲ့အော်တန်ကြောင့်တော်ခင်များတရားလန်နိုးလာခဲ့ပါ යි ။သူဟာတနည်းဖြစ်သူရဲ့ခန်းစီကိုပြင်းလွှားသွားပြီးတော့ တကားကိုတော်ပွေးလိုက်တဲ့အချိန်မှာတော့မင်းလျားတဲ့မျိုးကြဲကြောင်ဒီကိုလိုကြောက်ရွံ့ကြည့်တရုပ်လိုမက်တက်ရက်ပြီးတော့တောက်တင်သွားခဲ့ရပါတယ်။ကတိပေါ်မှာတော့သူ့သမီးရဲ့ကောင်းမပါတဲ့ခန္ဓာကိုယ်ကြီးကရေသေးစွာလဲလျောင်းနေခဲ့ပါတယ်။အဲ့ဒီမှာပဲတော်ခင်များတယောက်ယာလိုကိုသဘောပေါက်သွားခဲ့ပါပြီ။သူဘယ်တော့မှအဖြစ်လာပါစေနဲ့လို့ဆုတောင်းခဲ့တယ်။ကြည်ခွဲစရာဖြစ်ဆိုကြီးကအခုတော့သူ့ရဲ့သွေးသားရင်ချပေါ်မှာပြစ်တီသွားခဲ့ပါပြီ။အခုချိန်မှာ သူလိုရမယ့်ຢာကသမီးကိုလက်ရှာဖို့ဟုတ်ဘူးဗျာမနဲ့မုံမလေးခင်မှာလေယောက်ကြီးထွက်မလာခင်သူသမီးရဲ့ခန္ဓာကိုယ်ကို အကောင်းဆုံးဖွင့်ထားဖို့ပါပဲဘာလို့ဆိုတော့ကိုဝေမတွေဟာခါတာကိုနဲ့ကောင်တခြားစီဖြစ်နေတဲ့အချိန်မှာနေယောက်ချင်းနဲ့ထိတွေ့လို့မရနေလို့ပါညရွေးချင်းပဲကြွားထဲမှာတော့တက်တွေခွင်းတွေဥသေးထိုးခံရပြီးတော့တေဆိုးနေတဲ့ဖြစ်ပေကြောင်ဒီဟာလို့အုတ်တော်အောင်နေဖြစ်နေခဲ့ပါတယ်ဒါဒါကဖို့စားတာပဲဖြစ်ရမယ် ခုမဟုတ်ဘူးထင်နေတဲ့ကြည့်ရဲ့ဖို့ဆိုရင်ခြေအားလေးရပြီကြံခဲ့ရမှာပေါ့ဒါကခြေအားတစ်စဲမှမရှိဘူးပြီးတော့ကိုမန်းကြည့်စမ်းဆယ်စိုးအဖြစ်ကြီးပေါ်ကအချွဲဆက်တွေဒါကဒုတ်ကျောက်တက်လို့ရတဲ့အမြင့်လည်းမဟုတ်ဘူးအရာတခုခုကခြံဟိုကျော်ပြီးတော့ပြန်တဲနာတာဖြစ်ရမယ်ဒါဒါကဒါကရွာသူကဝေးမများလားကဝေးဆိုတဲ့စကလုံးကလူတဲ့ကိုညိတ်တဲ့သွားစီခဲ့ပါတယ် တက်သေးထောက်ထားတွေကလည်းတစ်ကိုမှတိသာလောနေခဲ့တာဗောဗျာကြာခင်မှာပဲကြောက်ရွံ့မှုတွေဟာဒေါသဖြစ်ပြောင်းလဲသွားခဲ့ပြီးတော့ဒေါသတွေဟာသူတို့ကိုသူတို့ကောက်ွယ်ဖို့မဟုတ်ပဲအဲ့ဒီမိဆန်တော်ကိုအမိုင်းလဲတက်ပြတ်ဖို့တွေစူယိုးချပါတော့ရင်အဲ့ညမှာပဲဒေါသတွေဟာမိတို့တွေလမ်းမိတ်ဓာတ်တွေကိုကင်ဆယ်ပြီးတော့ဒီလိုကိုနှက်ပဲ့ရှာပွေကြပါရင်ဒေါကင်မြခင်မြမှာတော့ဒေါသတွေမတွေ့ခင်သူတမီးကိုအရင်ရှာပွေဖို့တွေဘလို့ထဲကနေ တတိစေခွဲထွဲလာခဲ့ပါတော့ရီဒီချိန်မှာလူမိုင်းသလုံးသားကအစိမ့်စိမ့်မွားမွားကွဲကျင်နေခဲ့ပါတယ်တပည့်ကသူ့သမီးမိစားဖြစ်သွားတဲ့ဖြစ်ကိုကြောက်ရွံ့တိုးလို့နေပြီမဲ့ဘူဂျီမားရီယာကတော့မိခင်တယောက်ရဲ့ဗီဇာဆေးရာသူ့ရဲ့ပိသားကိုကောက်ခွဲပေးရမယ်ဆိုတဲ့စိတ်ပါပဲလောက်ကင်းပီတီတဲ့ကိုရောက်လာတဲ့အခါမှာတော့နွားသေးတကောက်ကိုအငမ်းမြစားသောက်နေတဲ့ကိုဝိမဖုန်းကိုကိုတိတ်မြင်လဲရပါတယ်တမီး ဖူးမုံအပြန်ကြားဟုတမင်းရဲ့အမေလေးအမေကိုခင်မင်းရဲ့လားဒါမေမိခေဖြစ်ဖြစ်ရဲ့ခေါ်တဲ့ဟာတနည်းဖြစ်ဖြစ်ရဲ့နားလေကိုမရောက်နေတော့ပါဘူးကိုအမဖူးမုံကသူ့ကိုမိုးချိတ်လာပြီးတော့တရှိမှတမျာကိုအစားလို့သာတတ်မှတ်ထားတဲ့ပေစာစိမ့်နဲ့သူ့ကိုမွေးတိုးခဲ့တဲ့မိခင်ကြီးကိုလေအရေးဆစွာနဲ့ပြည်ဝင်တက်ခိတ်ပါတော့ရီအဲ့ချိန်မှာပဲဘာသာတွေရောက်လာပြီးဒေါခင်ရဲ့အသက်ကိုဒီတင်လေးကဲတဲလိုက်နိုင်ခဲ့ပါတယ် ဂါဗာတွေရဲ့အဝဲတန်းတွေလှန်ကျဲတွေကြောင့်ဖုန်ကတန်ရာပိတ်တန်ရသွားခဲ့ပြီးအမောက်တို့ထဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့ပါလှန်ကျဲတွေကြောင့်ရလာတဲ့တန်ရာတွေက သူကိုပထမဆုံးသောတိတ်ကားစာတစ်ခုကိုပေးလိုက်ပါအဲ့ဒါကကြောက်ရွံ့ခြင်းနဲ့နာကျင်ခြင်းပါပဲဒါပေမဲ့သူမဟာသူရဲ့ခန္ဓာကိုယ်ရှိရဖို့ပြန်ဖို့လမ်းပြောက်သွားခဲ့ပါပြီသူမအနေနဲ့ တညလိုတောင်းနေကြီးတဲ့မှာအယူတစ်ပိုင်းဖြစ်သွားပြီးလမ်းပြောင်းရင်ပြန်သန်းလျှောက်သွားနေခဲ့ပါတော့ရီ။ဒါပေမဲ့မိုးသောရံရဲ့ပထမဆုံးလေတာတွေဟာယူခိုးရီကြားတွေကို ထိုးပေါက်ဝင်ရောက်လာတဲ့ချိန်မှာတော့တန်ယာပေးတာနဲ့ကိုဝိမဖုံးဖို့ရဲ့ကူပေါ်ကိုနယောချီနုနုလေးကကြားရောက်လာခဲ့ပါရီ။နောက်ဆုံးချိန်ဖြစ်နာကျင်ရတဲ့အခါမှာတော့အားဆိုတဲ့တာကြီးထွက်ပေါ်လာပြီးအဲ့ဒီမိဆာရဲ့ခန္ဓာကိုယ်ဟာနယောချီရဲ့ရှင်နဲ့လုံကျွမ်းသွားပြီးတော့ ထောက်ရပြောက်ွယ်သွားခဲ့ပါတော့။တဲ့လေးထံမှာတော့ကြာကလေးမပုံးမို့ရဲ့ဝိညာဉ်မဲ့ခန္ဓာကိုယ်အားလည်းစောင့်မျှော်ခြင်းတို့အဆုတ်တဲ့သွားပြီးအိဆဲတောက်တင်သွားခဲ့ရပါပြီ။သူရဲ့ကကြမဟာဒီလိုအဆုတ်တဲ့သွားရခြင်းကကံဆိုးမှုမောကြခြင်းကြောင့်မဟုတ်မိမိကိုယ်တိုင်ရဲ့လောဘစိတ်တွေကြောင့်သာထိုအဆုတ်တဲ့စီတို့လမ်းပြခေါ်ဆောင်သွားခဲ့ခြင်းတာဖြစ်ပါ၏ဗျာ။